ားလုံးတာလီစွတ်ပါ Development Media Group DMG ရဲ့2025ခုနှစ်ဇွန်လ29ရက်နေ့အတွက်သတင်းအသစ်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရခိုင်မှာအမျိုးသမီးတအုပ်ကိုအာမပြူချင်းဖို့စ조사ခဲ့သူအာမခန်နဲ့လွတ်မြောက်နေတဲ့တဲ့စစ်ကောင်စီပြစ်ခတ်မှုကြောင့်ရခိုင်မှာနှစ်လကျော်အတွင်းအရာသား120ကျော်သေဆုံးဒဏ်ရာရတဲ့အကြောင်း ရခိုင်မှာမြေမြုပ်မိုင်းပောက်ကွဲလို့ဒေသခံတို့ပြင်းထန်ဒဏ်ရာရတဲ့တည်င်းအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမဖြူဖြူအင်းနဲ့အတူ မိုးပေါက်ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမအဦးဆုံးအနေနဲ့ရခိုင်မှာမျိုးသမီးတို့ကိုအာဓမ္မပြုခြင်းပေါ်အားထုတ်ခဲ့သူအာမခံနဲ့လွတ်မြောက်နေတဲ့တည်င်းကိုတင်ဆက်ပေးခြင်းပါတယ်။ ရခိုင်ပြည်မြေပုံမြို့နယ်မှာအမျိုးသမီးတဦးကိုအာရမပြုကျင့်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားဟာအမခန်နဲ့လွမ်းမြောက်နေလို့ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ပေးဖို့နင့်နာသူမိသားစုဝန်ထံကတောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇန်လ20ရက်ည6:00နာရီကျော်မှာအသက်20ကျော်အရွယ်အမျိုးသမီးဟာနေအိမ်ချန်ဝင်းကအိမ်သားကိုတောင်းနေတဲ့အချိန်မှာအသက်24နှစ်အရွယ်အမျိုးသားတဦးကဗဟိုးချင်းတဲ့ကိုအနီးကပ်ဆွေးခေါ်ပြီးအာရမပြုကျင့်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအရှင်တွေကိုကြည်ရသားတူကတရှိခဲ့တာကြောင့်အာမပြုကျင်ဖို့အားထုတ်နေသူဟာထွက်ပြေးသွားခဲ့ရာကြည်ရသားတွေကလိုက်လံဖမ်းဆီးခဲ့ပြီးတော့တက်ဆင်ရအာဏာပိုင်တွေထံကိုအနှံ့ပြီးတော့အမှုဖွင့်ခဲ့ပေမဲ့ကျူးလွန်သူဟာအမခံနဲ့ပြန်လည်လက်မြောက်လာတယ်လို့နင်နာသူရဲ့မိသားစုဝင်တူကပြောပါတယ် နင်နာသူအမျိုးသမီးကိုအာရမပြုခြင်းဖို့ကြိုးစားခဲ့သူဟာအသက်24နှစ်အရွယ်တားမောင်ချေခေါ်မျိုးသက်နိုင်ဖြစ်ပြီးတော့နင်နာသူအမျိုးသမီးနဲ့ယဉ်နေမှုရှိတဲ့တငယ်ချင်းတူဦးဖြစ်တယ်လို့ဆိုပါတယ် ဲ့ဒီအာမပြုခြင်းဖို့စ조사ခဲ့တဲ့အမှုကိုသက်ဆိုင်ရာတရားရုံးမှာရုံးချိန်အချင်းချင်းတက်ရောက်ခဲ့ပြီးအချိန်တစ်နှစ်ထိကြာမြင့်လာပေမဲ့တစုံတရာအမိန့်ချမှတ်နိုင်သေးတာမရှိသင့်ဘူးလို့မိသားစုဝင်တွေကဆိုပါတယ်အဲ့ဒီဖြစ်စဉ်နောက်ပိုင်းမှာနိနာတူအမျိုးသမီးရဲ့မိသားစုဟာကျေးရွာမှာဆက်လက်နေထိုင်ဖို့ဆက်စိတ်တွင်ကြောင့်တခြားကျေးရွာကိုပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့လည်းသိရပါတယ် ULAAA ရဲ့ Novartis စစ်ဒေတာသက်ဆိုင်ရာတရားရေးဌာနကိုလက်ရှိအမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ဖို့ DMG ကဆက်လက်ကြိုးပမ်းနေစေဖြစ်ပါတယ်။ဆက်လက်ပြီးတော့စစ်ကောင်စီပြစ်ခတ်မှုကြောင့်ရခိုင်မှာနှစ်လကျော်အတွင်းအရသာ120ကျိုးသေဆုံးဒဏ်ရာရတဲ့တင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ရခိုင်မှာစစ်ကောင်စီရဲ့လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧပြီလ2ရက်နေ့ကနေဇွန်လ20ရက်နေ့အထိနလားကျော်အတွင်းအရသာတည်ဆုံးသူ30လဲဦးနဲ့ဒဏ်ရာရှိသူ62ဦးအထိရှိတယ်လို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HGCO ကဇွန်လ26ရက်နေ့မှာထုတ်ပြန်ပါတယ်တေဆုံးတန်ရာရရှိမှုမှာကြောက်တုံမျိုးနေက48ဦးရသေးတောင်က40ဦးကြောက်ဖြူမှာ18ဦးနဲ့တန်တွဲမှာ73ဦးဦးနှောင်းချုံမှာ4ဦးအပြင်တောင်ကုန်းမျိုးနေက3ဦးတို့ဖြစ်ပါတယ် မြို့နယ်လိုက်အရသာထိခိုက်တေဆုံးမှုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးဖြစ်ပြီးတေဆုံးသူ33ဦးနဲ့ဒဏ်ရာရရှိသူ83ဦးအထိရှိတယ်လို့ HDCO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ HDCO ရဲ့စည်ရင်းတွေအရတေဆုံးဒဏ်ရာရရှိသူတွေထဲမှာခလိငယ်20ဦးပါဝင်တယ်လို့သိရပါဗျာ။ရခိုင်မှာအပြည့်ရကာလစစ်ကောင်စီကလေကြောင်းလက်နက်ကြီးတွေနဲ့အရသာနေထိုင်ရာမြို့ရွာတွေကိုဥတီပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်တေဆုံးဒဏ်ရာရရှိမှုမြင့်တက်နေတယ်လို့ HDCO ကဆိုပါဗျာ။ စစ်ကောင်စီပြစ်ခတ်မှုကြောင့်အရသာတေဆုံးဒဏ်ရာရရှိမှုအပြင်နေအိမ်ဖုံကြီးကျောင်းစာတင်ကျောင်းအပါအဝင်အဆောက်အုံ130ခုအထိပျက်စီးခဲ့ရတယ်လို့ HCCO ရဲ့စီးရင်အရာသိရပါတယ်။2023ခုနှစ်နိုဝင်ဘာကစတင်ခဲ့တဲ့ရခိုင်မျိုးသိမ်းတိုက်ပွဲမှာတနှစ်ခွဲကျော်အထိကြာမြင့်လာပြီးတော့လက်ကြမျိုးတွေထဲကကြောက်ဖြူနဲ့စစ်တွေတို့မှတိုက်ပွဲတွေဆက်လက်ရှိနေပြီးစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေမှာစိုက်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေကြရပြီးတော့စိုးရင်စိတ်တွေနဲ့သာနေထိုင်နေကြရပါတယ်။တရင်တွင်ကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ရခိုင်မှာမြင်းမြောက်မိုင်းပေါက်ကွဲလို့ဒေသခံတို့ပြင်းထန်ဒဏ်ရာရတဲ့တရင်ကိုလည်းတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်တောင်ကုန်းနဲ့ကြောက်ဖြူမြို့နယ်တွေမှာမြေမြောင်မှန်းပေါက်ကွဲလို့ဒေသခံတို့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် မနေ့ကဇွန်26ရက်နေ့လယ်ပိုင်းအချိန်တောက်ကုတ်ဒေသခံတို့ဟာပန်းတောင်တောက်ကုတ်လမ်းမကစခခ9ရခိုင်စစ်ကောင်စီဌာန6ရှိခဲ့တဲ့တမအနီးမှာလက်ကစင်းရိုးဆင်နေတဲ့အချိန်ပေါတူးနဲ့မြင်းမြောင်းမိုင်းတလုံးကိုပေါက်မိရာကနေပောက်ကွဲမှုဖြစ်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ် ဒဏ်ရာရရှိသူဟာတောင်ကုန်းမြို့တိန်တောင်ရက်ကွက်ကဥသိန်းဝင်း55နှစ်ဖြစ်ပြီးတော့ဘေဖက်ပကုံးလေပင်ညာဖက်ရင်အောင်ညာမြက်ခုံးတွေမှာဒဏ်ရာရသွားလို့အရေးပေါ်စေကုသမှုခံနေယူနေရတယ်လို့သိရပါတယ်အလားတူဇန်25ရက်ကလည်းကြောက်ဖြူမြို့နယ်ဂုံးချိန်ကျေးရွာကဒေါ်သိန်းညကြီး60တနစ်ဟာကြောက်ဖြူအခြေဆိုင်ခမရ943တက်ရင်အနီးမှာမိုင်းနေမိလို့ဘေဘက်ရှစ်ထောက်ပြတ်ထွက်သွားခဲ့ပါတယ် လက်ရှိရခိုင်ဒေသတွေမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွင်စစ်ကောင်စီတပ်ရင်းအနည်းနဲ့စစ်ကောင်စီကစခန်းချခဲ့တဲ့နေရာတွေမှာတားလာလှောက်ရှားမိရာကလည်းမိုင်းနေမိတာကြောင့်ထိခိုက်သေဆုံးမှုတွေမြင့်တက်နေတာပါလက်ရှိမှာမိုင်းနဲ့စစ်ကြံလက်နက်အန္တရာယ်ကိုတောထောင်ကိုအမိပြုလောက်ကန်စားတောက်နေတဲ့ကျစ်လက်ဒေသခံတွေအများဆုံးရင်ဆိုင်နေရပြီးထိခိုက်သေဆုံးမှုတွေလည်းမြင့်တက်နေတာပါ မြုပ်ဘုံကျဲခံရလို့အမျိုးသမီးတို့ဦးတည်ဆုံးပြီးကလေးငယ်အပါဝင်နှစ်ဦးတန်ရာရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းမြို့ကိုဒီကနေ့ဇွန်လ28ရက်နေ့မှာစစ်ကောင်စီကလေကြောင်းနဲ့ထပ်မံလာရောက်ဘုံကျဲရှာမှုကြောင့်ဒေသခံအမျိုးသမီးတို့ဦးတည်ဆုံးပြီးတော့ကလေးငယ်အပါဝင်နှစ်ဦးတန်ရာရရှိသွားတယ်လို့တောင်းတက် DNL ကထုတ်ပြန်ပါတယ်။ ဒီကနေ့ညရှင်12:48နဲ့12:52မိနစ်တို့မှာကြောင်မင်းမျိုးရက်ွက်ခွနစ်ကိုဂျဲဖိုက်တာနဲ့ပေါင်250ဘုံးနှလုံးကျေရှာခဲ့တာကြောင့်ဒေါ်မိုးစုနောင်49နှစ်မှာတေဆုံသွားခဲ့ပါတယ်။ဒါ့အပြင်ဘုံကျဲမှုကြောင့်ကိုဖြိုတန်းကျော်16နှစ်နဲ့ကိုဇိုထူးလင်း16နှစ်တို့ဟာဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်နဲ့ဆောင်ပျက်စီးသွားတယ်လို့ထုတ်ပြန်ထားပါတယ်။အခုရက်ပိုင်းအတွင်းစစ်ကောင်စီဟာ TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းမျိုးအပါအဝင် နောင်ရှိုမိုးကုံမျိုးနေတို့ကိုလည်းလေကြောင်းပုံကျမှုဇဲတိုက်လှောက်ဆောင်နေတာကြောင့်အရှာသားထိခိုက်သေးဆုံးမှုမြင့်တက်လာနေပါတယ်နောက်ထပ်သတင်းတဘောအနေနဲ့မန်ယုဒေတာမှာဖန်စီရမိထားတဲ့မူရစ်ဆေဝါရင်ကိုညီနောင်၃ဖက်ကမိရှုဖြက်စီးခဲ့တဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ MNDAA TNNA AA ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထင်းချောက်ထားတဲ့မူစေ105မိုင်မန်ယူဒေတာမှာဖိုင်းစီရမိခဲ့တဲ့ကြက်သိန်း300ကျော်တန်ဖိုးရှိတဲ့မွေရေးဆွေးဝါးတွင်ကိုမိချုပ်ပြက်စီးခဲ့တယ်လို့မန်ယူသတင်းဌာနကထုတ်ပြန်ချက်အရသိရပါတယ်ဇလ26ရက်မှာကြာရောက်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာမွေးရေးဆေးဝါးတိုက်ဖြတ်ရေးနေ့မှာဒေသတွင်းဖန်စီရမိထားတဲ့မွေးရေးဆေးဝါးတွင်ကိုဒေသခံတွေရှင်းမှာမီးရှို့ပျက်စီးခဲ့တာဖြစ်ပါတယ် ဒေသခံတွေအနေနဲ့မိမိပတ်ဝန်းကျင်မှာမူရေးစေဝါရောင်းဝယ်သုံးစွဲမှုတွေကိုတွေ့ရှိရဲအောက်ချော်ရဲကော်မတီရုံးကိုတည်င်းဖို့တန်တိုင်းပြီးတော့ပူးပေါင်းပါဝင်ပေးကြဖို့ပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်မိချုပ်ဖြက်စည်းခဲ့တဲ့မူရေးစေဝါတွင်ထက်မှာ W1 ဘိန်းဖြူမှု881စာတန်းပါဆေးပြားဟပ်ပေးဝတာဘိန်းဖြူမှုအဝါပိုက်ရှယ်စတာတွင်ပါဝင်တယ်လို့သိရပါတယ်နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာတည်င်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးရှင်ပါတယ် ကမ္ဘောဒီးယားစစ်တပ်ထောက်ပို့အကြီးအကဲအဖြစ်ဟွန်ဆန်တာဝန်ယူတဲ့တည်င်းကိုလည်းတင်ဆက်ပေးမှာပါ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ဟာ2025ခုနှစ်ဇွန်လ26ရက်နေ့မှာကမ္ဘောဒီးယားစစ်တပ်ထောက်ပို့အကြီးအကဲအဖြစ်တာဝန်ယူလိုက်တယ်လို့ထိုင်းသတင်းဌာနမက်ဒီရှင်ကဖော်ပြပါဗါးမနေ့ကဟွန်ဆန်ဟာအော်ဒါမင်ရှဲပီနေကိုတွားရောက်ခဲ့ပြီးစစ်တပ်ကို စစ်စင်ရေးတုံးတက်တာနဲ့ပြည်သူတွေနဲ့တွဲဆုံအော်ပေတာတွေပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းတက်ရရှိအားလုံးကဟွန်ဆန်ကိုကမ္ဘောဒီးယားစစ်တပ်ထောက်ပို့အကြီးအကဲအဖြစ်လက်ခံဖို့တောင်းဆိုခဲ့ပြီးတော့ဟွန်ဆန်ကလည်းလက်ခံခဲ့တာပါကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားလက်နက်ကင်တိုက်ခိုက်မှုဖြစ်ပေါ်လာရင်ကမ္ဘောဒီးယားဟာကာကွယ်သွားမှာတင်မဟုတ်ပဲတိုက်ခိုက်စိတ်ဆင်ရဲကိုပါဆောင်ရွက်သွားမှာဖြစ်တာကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်အလုံးအမြင့်ဆုံးတတိထားနေဖို့ဟွန်ဆန်ကညွှန်ကြားခဲ့ပါတယ် ဒါအပြင်ဟွန်ဆန်ဟာထိုင်းဝမ်ကြီးရှုပ်ဟောင်းတက်ဆင်ရှင်တော်အရင်ပြည်ပြေဘဝကသူ့အိမ်မှာနေထိုင်ရှင်နှစ်ကိုယ်ကြပြောခဲ့တဲ့ထိုင်းပြည်စကြင်ရေးစကားတွေကိုဒီကနေ့ဖောက်ချပြီးလူသိရှင်ကြားတင်ပြမယ်လို့ဆိုထားပေမဲ့ထိုင်းဆိုရဘက်ကတုံ့ပြန်မှုကိုဥစွာစောင့်ကြည့်မယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒီကနေ့သတင်းတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ TMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66 839 63 633ကို လုံခြုံဆက်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုတလင်းလာနေ့ကနေစနေနေ့အထိနေ့စဉ်ည8:00နာရီအချိန် TMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ TMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နာတော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။